အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြမယ့်အကြောင်းလေးကတော့အင်ဒိုမာရထားတဲ့တပ်ပုံတွေကိုလွယ်လွယ်ကူကူနဲ့ background chain နဲ့နီးလေးပဲဖြစ်ပါတယ်ဒီနီးလန်းလေးကတီပီးသားသူတွေအတွက်လွယ်ကူတယ်ဆိုပေမဲ့အခုမှစတင်ပြီးတော့လေ့လာမယ့်သူတွေအတွက်တော့အရှမ်းဟိုမှာအသုံးဝင်မယ့်နီးလန်းလေးဖြစ်ပါတယ်ကျွန်တော်အခုဒီသင်ခန်းစာမှာလုပ်ပြမယ့်တပ်ပုံလေးတွေကိုတော့ကျွန်တော် online ကနေရှာဖွေစုဆောင်တာဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်တို့ဒီ subject ကိုကျွန်တော်တို့ selection တစ်ခုပေးရမှာဖြစ်ပါတယ် subject ကိုဆက်လက်ရှင်းပေးဖို့အတွက်ကျွန်တော်တို့ဒီ subject တွေက subject ဆိုရက်ဒီကလုတ်လေးကိုကျွန်တော်နှိပ်လိုက်တာ ਨੇ ရပါတယ်ဒါကတော့နီလန်တစ်ခုပေါ့နော်နောက်ထပ်နီလန်တစ်ခုကကျွန်တော်တို့ဒီဘက်ဘက်ဘက်တောက်လေးမှာโอเคဒီ quick selection tool ဆိုတာလေးတခုရှိတယ်အဲ့ quick selection tool လေး ਨੇ ကျွန်တော်တို့လူကိုထောက်ပြီးတော့နှိပ်သွားလို့လဲရပါတယ် ဒါတော့ကိုသတ်မှတ်ခြင်းနဲ့နေရာလေးတွေကိုလိုက်ပြီးတော့သတ်မှတ်လို့ရပါတယ်။ Okay ကျွန်တော်တော့လူလဲကူကူနဲ့ Photoshop ထဲမှာပါတဲ့အသင့်ဆုံး 2D ကျွန်တော်ကတော့လူလဲကူကူနဲ့ Photoshop ထဲမှာပါတဲ့ဒီအသင့်ဆုံးဒီ 2D လေးပဲကျွန်တော်သုံးလိုက်မှာဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်ကဒီ subject ကိုကျွန်တော် selection တခုပေးထားပြီးပါပါပြီ။ Okay selection ကို selection ပေးပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဘယ်ကိုဆက်သွားမလဲဆိုတော့ ကျွန်တော်ဒီဘက်အောက်က blending mode တဲက solid color လေးကိုကျွန်တော်သွားမှာဖြစ်ပါတယ် okay solid color သွားပြီးတာ ਨੇ solid color ကဘလို့လှုပ်လှုပ်လဲဆိုတော့ဟိုရွှေ့ရှိမှာတယ်ကျွန်တော်ဒီမှာမြင်တွေ့နေရတဲ့အတိုင်းပဲသူကဒီ color temperature တွေကိုကျွန်တော်အမျိုးမျိုးပြင်ပြောင်းလဲလို့ရတယ်အဲ့ဒီကမှကျွန်တော်ကအခုကကျွန်တော်တို့ကဒီ subject ကို select ပေးထားတာဖြစ်တဲ့ကြောင့်ကျွန်တော်ဒီ solid color ကိုရွှေ့လိုက်တာ ਨੇ အခုလက်ရှိကသူဒီမှာအရောင်ပြောင်းမဲ့အရာတွေတော်တော်များများက ဒီ subject ကိုပဲတိုက်ရိုက်သွားပြီးတော့တက်ရောက်มาဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကအခုလက်ရှိပေါ့နော် okay ကျွန်တော်ဒီအကြောင်းတစ်ခုကျွန်တော်ရွေးလိုက်တယ်ရွေးပြီးတော့ကျွန်တော် okay လေးနှိမ့်လိုက်ပါတယ်လွယ်ကူပါတယ် okay ပြီးတော့ကျွန်တော်ဒီ selection ပေးထားတဲ့နေရာလေးကိုကျွန်တော် inverse လေးလုပ်လိုက်မယ် inverse လုပ်ဖို့အတွက်က control i ကျွန်တော်တို့ဒီ app ပဲမှာဆိုလို့ရှိရင်เนาะ command i နဲ့ကျွန်တော်တို့သွားလို့ရပါတယ်ဟုတ်ပြီအဲ့တော့ ကျွန်တော်တို့ပုံမှန်ပေါ့နော်ဒါကတော့ဒီအဆင့်တရတော့တော်တော်များများသိပြီးသားဖြစ်ပါလိမ့်မယ်ဒါပေမဲ့တခုရှိတာကကျွန်တော်ဒီမူရင်းတက်ပုံမှာကဒီခုံအောင်မှာကျွန်တော်တို့ဒီအလင်းဝင်ရောက်နေတယ်ပေါ့နော်ဒီ shadow လေးတွေကျွန်တော်တို့ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီ background တော့ကျွန်တော်တို့ change လိုက်တယ်ဒီ shadow လေးလည်းကျွန်တော်မပြောင်းချင်ဘူးအဲ့ဆိုကျွန်တော်ဘယ်လိုဆက်သွားရမလဲကျွန်တော်တစ်ချက်ထပ်ပြောပြပေးမယ်အဲ့တော့ဒီ area လေးကိုကျွန်တော်ထပ်နိုင်မယ် okay ဒီ shadow လေးတွေပြန်ပေါ်လာဖို့အတွက်ကျွန်တော်တို့ဒီဘက်နေရာလေးကနေ ကျွန်တော် multi fly လေးကိုကျွန်တော်ရွေးလိုက်တာ ਨੇ โอเคအရောင်တော့ပြောင်းသွားတယ်သူ့မူရင်းဓာတ်ပုံမှာရှိတဲ့ဒီအလင်းအမှောင်မှာကြံခဲ့တဲ့ shadow highlight မဲ့တုံးလေးတွေကတော့သူ့အတိုင်းပဲရှိနေပါလိမ့်မယ်โอเคကျွန်တော်ထပ်ချင်းကြည့်မယ်ဒီဘက်မှာโอเคကျွန်တော်ချိန်လိုက်တဲ့ပုံတစ်ခုချင်းစီကပြောင်းလဲသွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ background ချိန်တာကတော့ဒီအစ်စင်ပါပဲ ီးဆုံးသွားပါပြီ။ Okay ကျွန်တော်နောက်ထပ်တပုံလေးထပ်ပြပေးမယ်။ဟုတ်ပြီ။ပထမဆုံးကျွန်တော်တို့စလုပ်ရမှာလူကို selection ပေးဖို့ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီ Photoshop မှာလွတ်လွတ်ကူပါတယ်ဒီအပေါ်က menu bar နဲ့က subject subject ထဲကကျွန်တော် subject လေးကိုထပ်နှိပ်လိုက်ပါမယ်။ Okay. အခုလောလောဆယ်တော့သူကတော့ဒီ subject တစ်ခုလုံးကို selection ဝင်နေပါတယ်ဒီအောက်ခြေထောက်နာလေးကတော့ selection သူမပါဘူးပေါ့နော် selection မပါဘူးဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ပေးကအဲ quick selection tool လေးကိုကျွန်တော်ရွေးချယ်ပြီးတော့ပြီးတော့ဒီအပေါင်းလက္ခဏာလေးနှိပ်ထားမယ်ပြီးရင်ဒီဟာလေးကိုကျွန်တော်တို့ selection ပါအောင်လူတစ်ခုလုံး selection ပါအောင်ကျွန်တော်တို့ရွေးလိုက်ပါမယ် okay ဟုတ်ပြီဒါဆိုလို့ရှိရင်တော့ဒီတစ်ခုလုံးက selection ပါပါကြီးဒီပုံကတချို့တစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်မီးပေါ့နော်ဒီ background မှာထိုးထားတဲ့မီးလင်းမောင်ကဟိုတပြေးတည်းမဟုတ်ဘဲနဲ့ share လို့ရှိတဲ့နေရာရှိတယ်လင်းနေတဲ့နေရာလင်းနေပါเนาะအဲ့တော့ဒီအောက်မှာဆိုလို့ရှိရင်လည်းနည်းနည်းလေးအလင်းပြန်နေတဲ့ပုံစံမျိုးလေးကျွန်တော်မြင်ရတယ် okay ဟုတ်တယ်ဒီ panel လေးကသူရောင်ပြားထည့်ထားတာဖြစ်ပါလိမ့်မယ်အဲ့တော့ panel လေးကအလင်းပြန်နေတာအဲ့တော့ကျွန်တော်အခုလက်ရှိကတော့ပထမဆုံးဒီ blue ကိုပဲကျွန်တော် selection ပေးတာတယ် selection ပေးပြီးရင်ကျွန်တော်နောက်တစ်ခုထပ်သွားမှာ solid color လေးကိုကျွန်တော်တို့သွားမယ် solid color သွားလိုက်တာနဲ့ selection ပေးထားတဲ့ blue ကို highlight ဝင်နေပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကဒီဘက်မှာရှိတဲ့အရောင်တစ်ခုကိုကျွန်တော်ရွေးချယ်လိုက်မယ်အခုလောဆိုကျွန်တော်အနီရောင်လေးကိုကျွန်တော်ရွေးလိုက်မယ် okay ဲ့တော့ကျွန်တော်ပြီးတာနဲ့ကျွန်တော် okay လေးနှိပ်မယ်နောက်တစ်ဆင့်ကဒီဘက်နေရာလေးကိုကျွန်တော် invest လုပ်မယ်ဟုတ်ပြီဒီအဆင့်မှာလည်းကျွန်တော်မပြီးသေးဘူးနောက်ထပ်ဒီ planning option တွေကကျွန်တော် multi plan ကိုထပ်ပြီးတော့ယူချေရမယ်โอเคကျွန်တော်မူရင်းအရောင်က gray ရောင်โอเคနောက်ထပ်ကျွန်တော်ချိန်လိုက်တာကအနီရောင် red color ချိန်လိုက်တယ်ဗောနော်အဲ့တော့ဒီအခုလက်ရှိကျွန်တော်ပြပေးတဲ့နီလန်းလေးကဘလို့ကောင်းလဲဆိုတော့ ဟိုမူရင်းဒီ background မှာရှိနေတဲ့ဒီအလင်းမောင်ဘောနော်အပြင်းအပြော့အတိုင်းကိုပဲကျွန်တော် color လေးကိုပဲကျွန်တော်တို့ change ပေးသွားတာဖြစ်တယ်ကျွန်တော်ဒီ background တစ်ခုလုံးကို change ပေးသွားတာကသူ့မူရင်းအတိုင်းကိုပဲကျွန်တော်တို့လွတ်ဆောင်ပေးသွားတာဖြစ်တဲ့ကြောင့်ကျွန်တော်ဒီတကယ် reality နဲ့လည်းတကယ်လေးအဲသူ့မူရင်းအတိုင်းကိုပဲလွတ်ဆောင်ပေးတာဖြစ်တဲ့အတွက်ကြောင့်အဲဒီ background chain နဲ့နီလန်းလေးကိုကျွန်တော်သဘောကျလို့အခုလိုပဲကျွန်တော်မျှဝေးတာဖြစ်ပါတယ်။ Okay ကျွန်တော်နောက်ဗီဒီယိုမှာဆက်တွေ့ကြမယ်။